ူမပေါ်မကောင်းမြင်အမကြီးမသွားမင်းဆိုတဲ့ငကားမေတော့အိမ်မေးစိန်မင်္ဂလာပါပရိသတ်များရှင်ကျမတို့ရဲ့ Selly Space H ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံကလူအများကမလ28ရက်နေ့ကဖြစ်ခဲ့တဲ့ငလင်ပေးကြောင့်စိတ်တော်ကရောက်ခဲ့ကြရတာပါငလင်လုပ်ပြီးချိန်မှပင်သူမတော်သားထွက်လို့ငလင်လုပ်တယ်ဆိုပြီ ဟာသားလို့လို့ posting ခဲ့တဲ့အမီဆန်ချောင်းပရိသတ်တွေဒေါ်သားထွက်ခဲ့ကြတာပါ။ဒါကြောင့်လည်းပြည်သူတွေကစီးလို့ပေါလို့တန်းရှင်းရှာတဲ့သူမကိုပြပြင်းထထန်ဝေဖန်ခဲ့ကြတာပါ။ဒီလိုဝေဖန်ခံဆဲခံရတာကြောင့်အမီဆန်ကချက်ချင်းသူမရဲ့ post ကိုဖျက်ဖြစ်ခဲ့ပါရီ။ ဒါပေမဲ့လည်းပြည်သူတွေရဲ့ဒေါသပြောင်းမသွားခဲ့ပေသူမရဲ့ကောင်းမှာပါဝိုင်းဝန်းဝေဖန်လှောင်ပြောင်းခဲ့ကြတာပါအေမီဆန်ကဒီလိုဖြစ်တွေ့ကြောင်းရင်မဆိုင်ရဲပဲသူမအကောင့်ကို activate လုပ်ပြီးတော့ညှိနေခဲ့တာပါအခြားလူပညာရှင်တွေအားလုံးဒီပါငယ်လင်းပေးတွေ့ကုညီကဲဆဲရဲ့လှူဒန်းတာတွေလုပ်နေချိန်မှာတောင်မှလူလုံးမပြရဲပဲနေပုံရှောင်နေခဲ့တာပါပြီးခဲ့တဲ့ရှပိုင်းမှာတော့သူမကအဲ့ဒီ post ကိုမယူရဲဘဲနဲ့တင်ခဲ့တာပါဆိုပြီးမီဒီယာတခုနဲ့အင်တာဗျူးကဖြေရှင်းလာခဲ့ပါတယ် ဒါပေမဲ့သူမရဲ့အင်တာဗျူးကဖြည့်ရှင်းပြတာနဲ့မတူဘဲနဲ့ပရိသတ်တွေနဲ့ပြည်သူတွေကိုစိန်ခေါ်ချင်းချောက်တယ်လို့ဖြစ်နေရကြောင်းအလုံးကထပ်ပြီးတော့ဒေါသထွက်နေကြရတာပါ။အေမီဆန်ကသူမနေထိုင်ရာရန်ကုန်မှာငနေလောက်ခဲ့ပေမဲ့ပျက်စီးထိခိုက်မှုမရှိပါဘူး။အခြားနေရာတွေမှာထိခိုက်မှု ရှိတာကို မသိဘဲနဲ့ရီးတင်လိုက်တဲ့ကြောင်းပြောလာခဲ့ပါရီ။ ။စကိုင်းမန်လေးနေပြီးတော့တောင်ကြီးနဲ့အင်းလေးဘက်တွေမှာဆူဆူဝါးဝါထိခိုက်သွားတာကိုသူမချက်ချင်းမသိပေ။တာမန်လို့ပဲထင်တာကြောင့်အဲ့လိုလုပ်ခဲ့ကြောင်းပြောခဲ့ပါရီ။ဒီလောက်ထိခိုက်မယ်မန်းသားသိရင်ရေးတင်မှမလားလို့ရှင်းပြခဲ့ပါရီ။အရှင်ကတော့ဘာကိစ္စပဲဖြစ်ဖြစ်သူမကအဲ့လိုဖြစ်မေးဆိုတာကြိုသိနေတဲ့ဆိုပြီးပွဲရှာနေတဲ့သူဟာအရေးအကြိုသိရဲ့ဆိုတဲ့ငကားမေတော့ကအခုလိုဖြစ်တာမသိလို့ post တင်လိုက်တာပါလို့ဆိုခဲ့တာပါ။ ဒါကြောင့်သူမကကြိုသိတာမျိုးမရှိဘဲရန်တမ်းပြောနေခဲ့သူဖြစ်တယ်ဆိုတာဝန်ခံတယ်လို့ဖြစ်သွားခဲ့တာပါ။ကြာပြင်လေအေမီဆန်ဟာသူမအနေနဲ့ဒေါသမထွက်အောင်ထိမ့်သိမ့်နေရလို့ထပ်ပြီးတော့ဆိုခဲ့ပါသေးတယ်။လက်ရှိသူမကလူတွေဝေဖန်နေတယ်လို့ပွဲရှာနေလို့ထင်မယ်ဆိုရင်အမကြီးမှသွားလိမ့်မယ်ဆိုပြီးတော့တတိပေးပြောတယ်လို့ချင်းချောက်တယ်လို့ပြောခဲ့ပါသေးတယ်။ သူမကမှန်ကန်တဲ့သူတယောက်ဆိုတာကိုလူတွေနောက်ပိုင်းမှာလက်ခံလာပါလိမ့်မယ်လို့ပြောသွားခဲ့တာပါ။သူမအနေနဲ့ငလင်ဘေးတွေသိန်း20အထိလူဒဏ်ထားပြီးဖြစ်တယ်လို့နောက်ထပ်လူဒဏ်ကျင်နေဆေးအယုံရလာရှင်ထပ်လူအောင်မယ်လို့ပြောတာပါ။ဒါပြင်ခုချိန်မှာငလင်ထံတင့်နေရာတွေကိုတွားရောက်ပြီးတော့လူတွေနဲ့မတွေ့သေးတာကအခြေမကျသေးလို့ဖြစ်ကြောင်းနေ။သူမထွက်ပေါ်ချင်းကြလာရင်ဒုက္ခရောက်နေတဲ့သူတွေကိုကိုယ်နိုင်ဖက်ပြီးတော့အားပေးနှစ်သိမ့်မယ်လို့ဆိုသွားခဲ့တာပါ။ဆိုရှယ်မီဒီယာတွေမှာငလင်ဘေးနဲ့ပတ်သက်ပြီးသူမကိုဝေဖန်ပြစ်တင်တာတွေမလုပ်ကြဖို့လေတောင်းဆိုသွားပါတယ်ဆိုပြီးဆိုလာခဲ့ပါရီ။ထိုင်းနေအကောင်သာထထသွားမှကျွ မှန်သိဆိုတဲ့စကားပုံလို့အမီဆန်ကတော့မီဒီယာနဲ့အင်တာဗျူးလုပ်ပြီးရှင်းလိုက်မှချင်မဲ့ဘဝရှောက်ပြီးတော့ပို့ဆိုသွားခဲ့တာပါပရိသတ်တွေကတော့ခုတီလေးကြည့်ပြီးတော့အများမြင်ကန်အောင်လုပ်နေစေဖြစ်တဲ့အမီဆန်ကိုမီဒီယာတွေအင်တာဗျူးမလုပ်ကြဖို့ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်ပရိသတ်ကြီးအရောငကားမလေးအမီဆန်ရဲ့အင်တာဗျူးလုပ်ပြီးတော့ဖြေရှင်းမှုပေါ့ဘလို့မျိုးထင်မိမိကြပါသလဲရှင်ဟုတ်ကဲ့ပါရှင်နောက်ထပ်ဗီဒီယိုတွေမှလည်းပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်တွေအားလုံးလည်းကြိုးစိုက်ကြပါရှင်မြန်မာပြည်သူအပေါင်းကဲကြီးသုံးပါးဘေးကနေအမြင်ဆုံးလုကင်းပါစေလို့ကျမတို့ရဲ့ပေလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပါလိုက် ပြစေနှုန်းပရိသတ်တရားချင်းစီတိုင်းလဲကိုယ်စိတ်နှလုံးရှင်းလင်းချမ်းမြေ့ကြပါစေရှင်